ဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့သင်ခန်းစာမှာတော့ဒီ combine expression တွေမှာကျွန်တော်အသုံးပြုလို့ရတယ် limit test ဆိုတဲ့ဒီ expression block ကိုဖြည့်ပြတော့မှာဖြစ်ပါတယ်အဲ့တော့ limited ဆိုတဲ့ block ကကျွန်တော်ဒီမှာဆိုလို့ရှိရင်ဟောအသုံးပြုပုံတော့ဟောအဲသူ့ရဲ့အသုံးပြုတဲ့ပုံစံကမလိုဖြစ်သွားမှာလဲဆိုလို့ရှိရင်เนาะ ကျွန်တော်တို့ကဒီမှာပေါ့နော်ဥမာအဖြစ်နော်ကျွန်တော်ကဒီမှာတိုင်မာတစ်ခုမောင်းထားမယ်ဟုတ်ပြီနော်တိုင်မာ order တစ်ခုမောင်းထားမယ်အဲ့တော့ဒီမှာမောင်းထားပြီးရင်ကျွန်တော်ကဒီမှာပေါ့နော်ဒီ compare ကနေပြီးတော့ကျွန်တော်ဒီမှာ limited ဆိုတော့ခေါ်လိုက်ပြီနော်ဆိုတော့အဲ့ဒီထဲမှာကျွန်တော်တို့မလုပ်မလဲဆိုဒီတိုင်မာရဲ့ accumulative value ပေါ့နော် လက်ရှိမှာကျွန်တော်တို့မောင်းထားတဲ့တိုင်ပါကเนาะ T41 ပေါ့เนาะ T41 ရဲ့ accumulative value ပေါ့เนาะ accumulative condition ကိုကျွန်တော်ကเนาะအဲဒီမှာ limited တဲ့ limited ရဲ့ဒီ low ထဲမှာထည့်ထားတယ်ပေါ့เนาะအဲတော့ကိုယ်ကဒီမှာဘာဖြစ်မလဲဆိုရင်ဒီမှာ test နဲ့ high limit ဆိုတာရှိတယ်ဒီတော့ဒီမှာ test နဲ့ high limit ဆိုရှင်အဲ့တော့ကျွန်တော်ကဒီ value ပေါ့နော်ကျွန်တော်ဒီ value ကိုเนาะဒီ test နဲ့ high limit နှစ်ခုရဲ့เนาะ အဲဂျားထဲမှာရှိနေပဲဆိုရင်ဒီ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  limit ဆိုတဲ့ output ကထွက်လာမှာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့အာဒီမှာကျွန်တော်ကဒီမှာ preset နေနေပေါ့ကျွန်တော်ဒီမှာ400ဆိုပြီးတော့ပေးထားတယ်400ဆိုတော့ကျွန်တော်0.1နဲ့မြောက်ရင်စက္ကန့်40ရဟုတ်ပြီနော်အဲ့ဆိုရင်ကျွန်တော်ဘာလုပ်ပလဲဆိုတော့ကျွန်တော်ကအထူးကျင်တာကကျွန်တော်ထုတ်ချင်တဲ့ output ကနော်ဒီ testing high limit ရဲ့ဂျားထဲမှာနော်ကျွန်တော်ဘယ်လောက်လောက်ဖြစ်မလဲဆိုရင်ကျွန်တော်200နဲ့300 စက္ကန့်20နဲ့စက္ကန့်30ရဲ့ကြားထဲမှာတကယ်လို့ကျွန်တော်တို့ရဲ့တန်ဖိုးကရှိခဲ့မှာဆိုရင်ဒီအောက်ပုတ်တစ်ခုထွက်လာတာဟုတ်ပြီနော်ဆိုတော့ဒါကကျွန်တော်တို့အများကြီးပေါ့နော်အဲအပြင်မှာဆိုရင်ကျွန်တော်အများကြီး testing တွေလုပ်လို့ရတယ်နော်အဲ testing တွေလုပ်ဖို့တော့အသုံးပြုလို့ရတယ်ဟုတ်နော်အဲဒီလိုမျိုး instruction မျိုးဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာမလုပ်လိုက်မယ်ဆိုရင်နော်အဲဒီမှာတော့ဒီ test နဲ့ high level ကိုသတ်မှတ်ပေးလိုက် အဲ့တော့ခုနကျွန်တော်ပြောခဲ့တဲ့လို test ကိုကျွန်တော်က200လို့သတ်မှတ်မယ်เนาะ high limit ကိုကျွန်တော်က300လို့သတ်မှတ်ပါဘူးเนาะ okay ကဲဒါဆိုရင်ကျွန်တော်ဒီဒီ instruction ကိုကျွန်တော်တစ်ချက်လောက်เนาะအဲ test လုပ်ကြည့်အောင်ခင်ဗျာကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်ကဒီ timer ကိုတစ်ချက်မောင်းလိုက်ပါဘူးเนาะအဲ့တော့ ဒီတိုင်းမှာကိုမမောင်းခင်မှာသူကဒီမှာမပြနေလဲဆိုလို့ရှိရင်ဒီမှာ low limit နော် high limit အဲ့တော့ low limit က0 high limit က300ဟုတ်ပြီနော် low limit က0 high limit က300အဲ့တော့ကျွန်တော်ကဒီမှာစပြီးတော့နော်သူ့ကိုဒီတိုင်းမှာကိုစပြီးတော့မောင်းလိုက်ဟုတ်ပြီနော်အဲ့တော့မောင်းလိုက်တဲ့အခါမှာကျွန်တော်ဒီ limit ရဲ့ limit ထဲကိုသူဝင်လာခဲ့မြန်ဟုတ်ပြီနော်အဲ့တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ test နဲ့ high limit ကြားတဲ့ကိုသူရောက်လာမှာ ပြီเนาะ200ကျော်သွားခဲ့မယ်ပေါ့เนาะအခုတော့မကျော်သေးပါဘူး200ကျော်သွားခဲ့မယ်เนาะစက္ကန့်20ကိုကျော်ခဲ့မယ်ဟုတ်ပြီเนาะ Okay စက္ကန့်20ကျော်ခဲ့တဲ့အခါမှာသူ့ရဲ့ output ကပြုတ်သွားတယ်အဲ့တော့ဘယ်အချိန်ထိ output ကပြုတ်နေမလဲဆိုတော့ high limit မကျော်မကျော်မချင်း output ကပြုတ်နေဟုတ်ပြီเนาะအဲ့ high limit ကျော်သွားရင် output ပြန်ထွက်လာလိမ့်မယ်အဲ့တော့เนาะသူ့ရဲ့ function ကကျွန်တော်တို့က di close to open เนาะ close to open နဲ့ အဲဒီကောက်ကိုကျွန်တော်တို့အသုံးပြုလို့ရတယ်ဟုတ်ပြီနော်ဆိုတော့ဒီသဘောဒီသဘောလေးပါပဲနော်ကျွန်တော် high limit ရှိမယ် low limit ရှိမယ် high limit တန်ဖိုး low limit တန်ဖိုးတခုခုရှိနေမယ်ဆိုရင်ကျွန်တော်သတ်မှတ်ထားတဲ့ high limit low limit တန်ဖိုးတခုရှိနေမယ်ဆိုရင် output ထွက်မယ်အဲဒီမှာသူက test နဲ့ high limit ကြားတဲ့ကိုရောက်လာရင်နော်ဒီ output ကပြုတ်မယ်တကယ်လို့ high limit ကိုပြန်ကျော်သွားပြီဆိုရင်ဒီမှာ output ကပြန်ထွက်မှာဟုတ်ပြီနော် ဆိုတော့ဒီ instruction က limited ဆိုရဲအဲ instruction ပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်ကဒီ compound instruction တွေကပေါ့နော် limited ဆိုတဲ့ instruction ကိုကျွန်တော်ဒီနေ့ရံမြအဖြစ်ရှင်းပြခဲ့တာဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ